အလုံးဝမင်လာပါရှင်စေစတာကလေးပြန်လဲကြိုးစားလိုက်ပါရယ်ယခုဒီဆမ်မဲကြောင်းလေးကတော့ခင်မိုးဖြစ်သူပြန်လဲလွတ်မြောက်လာချိန်မှာပဲဒီအပြုတ်မိုးလေးတွေကြောင့်လူပြောများခဲ့ရတဲ့ခိုင်သိင်းချင်ရဲ့ကြောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင် တရုတ်ဆောင်ခိုင်တဲ့ချီကတော့ခင်မွန်းဖြစ်သူရဲ့အဖြစ်အပျက်လေးတွေကြောင်းသမီးလေးနဲ့အတူအကောင်းမြုံဆုံးကြောဖက်ခဲ့ရသူပါခင်မွန်းဖြစ်သူကိုခန့်အနေနဲ့မိသားစုနဲ့အတူသုံးနှစ်ကြာခွဲကရသူဖြစ်သလိုအင်းစိန်ထောင်ထဲမှာအမောင်ညတွေနဲ့နှစ်စဉ်နှစ်တိုင်းကြံ့ရင်ခဲ့သူတယောက်လည်းဖြစ်ပါတယ်ဒါကြောင့်လည်းပြန်လည်လွမြောက်လာဖို့အရေးပရိသတ်တွေကပါဆူတောင်းပေးလာခဲ့ရတာလည်းဖြစ်ပါတယ်လက်ရှိမှာတော့ပြန်လည်လွမြောက်လာတဲ့အတွက်ခင်မွန်းဖြစ်သူကြောင့်ပဲမခိုင်လေးအနေနဲ့ဝမ်းသာဝမ်းနဲ့ဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်မခိုင်လေးကတော့မျောလင့်ထားတဲ့နေ့လေးတနေ့မိသားစုလေးလည်းပြန်လည်ဆုံ ပါပြီရှင်လို့ဆိုကစာသားလေးတွေနဲ့ဝန်သားစရာလေးကိုချပြလာခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းမိသားစုထမင်းဝိုင်းကြီးလည်းပြန်လည်ဆောင်လာတဲ့အပေါ်ပြည်သူတွေကတော့ပျော်ရွှင်နေကြရတာလည်းဖြစ်ပါတယ်။မောက်ခိုင်လေးအနေနဲ့တစ်ဖက်မှာလည်းမိင်္ဂလာရှိတဲ့ရက်လေးတစ်ရက်ကိုကြုံဆုံခဲ့ရတာလည်းဖြစ်ပါတယ်။သမီးလေးဖြစ်သူထိတ်ထားလေးအနေနဲ့တစ်ဖက်မှာတော့23နှစ်ပြည့်မွေးနေ့လေးကရောက်ရှိလို့နေတာလည်းဖြစ်ပါတယ်။အဖေဖြစ်သူနဲ့သူ၃နှစ်ကြာကင်းကွာနေခဲ့ရတာကြောင့်လည်းအပြေအဝါ မပျော်ရွှင်နိုင်ရတာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းအမေဖြစ်သူကသာအနီးကပ်စောင့်ကြည့်ပေးခဲ့ရတာလည်းဖြစ်ပါတယ်။မောက်ခိုင်လေးအနေနဲ့ကတော့တည်တတ်တဲ့သမီးလေးဖြစ်တဲ့အပြင်ရှေ့ချက်တည်ငြိမ်စွာအဖော်ပြုပေးနေခဲ့တဲ့အပေါ်စီးစုတည်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းဖခင်ဖြစ်သူမလွတ်မြောက်ခင်လေးမှာပဲမွေးနေ့ပွဲလေးနဲ့အတူစုမုံကောင်းလေးတွေတောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ခင်မွေးဖြစ်သူကိုခန့်ကတော့ထိတ်ထားလေးရဲ့မွေးနေ့ရပြီးပါပဲပြန်လည်လွတ်မြောက်လာခဲ့ရတာပါ။ဒါကြောင့်လည်းသမီးလေးရဲ့မွေးနေ့ရပြီးပါပဲခင်မွေးဖြစ်သူနဲ့ပါပြန်လည်စုံစည်းခွင့်ရရှိခဲ့တာလည်းဖြစ် ဖြစ်ပါတယ်။လက်ရှိမှာတော့မိသားစုစုစုံလေးလေးလေးနဲ့ထမင်းဝိုင်းလေးနဲ့အတူဖျားဘူးလူတွေကိုလည်းလက်ပတ်နေခဲ့ရတာလည်းတွေ့ရှိရပါတယ်ရှင်။ဒါကြောင့်လည်းအရင်လိုမျိုးပျော်ရွှင်ရတဲ့အခြေအနေကိုပါတပံပြန်လဲကပိုင်ဆိုင်လာခဲ့ရပါတယ်။ခင်မွန်ဖြစ်သူကိုခန့်နိုင်နေတဲ့2022ခုနှစ်မှာပဲအေးစင်အမောင်တို့စီကို စတင်ဖြတ်သန်းခဲ့ရသူတယောက်လည်းဖြစ်ပါရယ်အေဘီလာ29ရက်နေ့မှာတော့ကိုလာရွှေတို့အနေနဲ့ညပိုင်းမှာပဲလာရောက်ခေါ်ဆောင်သွားခဲ့ကြတာပါဒါကြောင့်လည်း၃နှစ်ကျော်နေပါအထိအင်းစိန်အမောင်တို့ထဲမှာပဲဖြတ်သန်းခဲ့ရတာလည်းဖြစ်ပါရယ်လက်ရှိမှာတော့ပျော်ရွှင်စရာနေ့လေးကိုပြန်လဲကပိုင်ဆိုင်ခဲ့ရသလိုအားကိုးစရာလက်မောင်းလေးကိုပါပြန်လဲမိခိုလာနိုင်ခဲ့တာပါဒါကြောင့်လည်းပရမဆုံးသောဖျားဖူးလေးကိုပါမိသားစုစုစုံလေးလေးနဲ့အတူပြန်လဲဖြတ်သန်းလာနိုင်ခဲ့တာလည်းဖြစ်ပါရယ်ခိုင်သိကြီးကတော့အားကိုးစရာအိမ်တော်ဦးစီးတူမရှိတော့တာကြောင့်လည်းအခက်ခဲ တွေတွေ့ရှိခဲ့ရသူတယောက်လည်းဖြစ်ပါတယ်။ဒါပြင်မှာတော့လူမှုထူးချင်စုဒုတိယအဆင့်ကိုပါပြန်လဲကပေးအပ်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းမိခင်ကောင်းပြီးသွားစားနေတဲ့အတူမိသားစုအတွက်ပြန်လဲဥဆောင်ခဲ့ရသူတယောက်လည်းဖြစ်ပါတယ်။တစ်ဖက်မှာတော့သမီးဖြစ်သူထိတ်တာအတွက်အမေနေရာရောအဖေနေရာအတွက်ပါလူလိသေးမရှိအောင်လို့ဖြစ်စီပေးနေသူတယောက်လည်းဖြစ်ပါတယ်။ဒါပြင်မှာတော့မျက်ရည်ကျူးတာမျိုးမရှိတဲ့အပြင်သမီးလေးရဲ့အတွက်အကောင်းမှုဆုံးပတ်ဝန်းနေခဲ့သူတယောက်လည်းဖြစ်ပါတယ်။လက်ရှိမှာတော့ပြန်လဲလွမြောက်တဲ့အချိန်မှာပဲဖခင်တရားမမေးတဲ့အပြုမူလေးတွေကြောက်ပါပြည်သက်တွေ ွေအနေနဲ့ချီးကျူးနေရတာလည်းဖြစ်ပါတယ်ပရိသတ်ကြီးတို့ရော မခိုင်လေးတို့ရဲ့ပျော်ရွှင်စရာမိသားစုလေးကိုတကြောပြန်ပြန်လည်စုံစည်းလာရတဲ့အပေါ်အားဖြင့်စကားလေးတွေပြောပြခဲ့ကြပါအောင်ရှင်အဆုံးနဲ့ကြည့်ရှုပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်